လက်ခွေလက်နက်ကိုဘယ်နိုင်ငံတွေကဘလို့ပိုင်ဆိုင်ခဲ့လဲကြည့်လိုက်ရအောင် United States ပထမဆုံးမှာဒုတိယကမ္ဘာစစ်အတွင်းမန်ဟတ်တန်စီမံကိန်းနဲ့စတင်တည်ထွင်ခဲ့ပါတယ်ရုရှားဆိုဗီယက်ယူနီယံလက်ထက်မှာတည်ထွင်ခဲ့ပြီး1949မှာ ပထမဆုံးနျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ် United Kingdom အမေရိကန်ရဲ့အကူအညီနဲ့ကိုပိုင်စီစဉ်တဲ့တီထွင်ခဲ့ပြီး1952မှာစမ်းသပ်ခဲ့ပါတယ် France 1960ပြည့်နှစ်မှာ ကိုပိုင်စီစဉ်တဲ့တီထွင်စမ်းသပ်ခဲ့ပြီးစီရီအရာကိုအားကိုကိုလိုစိတ်ကြောင့်ပါရှိုင်းလာ1964မှာကိုပိုင်စီစဉ်တဲ့တီထွင်စမ်းသပ်ခဲ့ပြီးအမေရိကန်နဲ့ဆိုဗီယက်ယူနီယံရဲ့နျူကလ িয়ার ချင်းချောက်မှုတွေကိုကာကွယ်ဖို့ပါ။အိန္ဒိယ1984မှာငြိမ်းချမ်းရေးရွေးချယ်လို့ဆိုတာပထမဆုံးနျူကလ িয়ার စမ်းသပ်မှု Smiling Bada ကိုပြုလုပ်ခဲ့ပြီး1998မှာစီးရေးဆိုင်ရာစမ်းသပ်မှုတွေထပ်လုပ်ခဲ့ပါတယ်။ ပါကစ္စတန်အိန္ဒိယရဲ့နျူကလ িয়ার စွမ်းရည်ကိုတံပြန်တဲ့အနေနဲ့1998မှာနျူကလ িয়ার စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ North Korea 1980ပြည့်လွန်နှစ်တွေကတည်းကစတင်ခဲ့တဲ့နျူကလ িয়ার အစီအစဉ်ကိုတည်ဆောက်ခဲ့ပြီး2006မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။ Israel သူတို့မှာနျူကလ িয়ার လက်နက်ရှိတယ်လို့တရားဝင်မကြေညာထားပေမဲ့ရှိနေပြီလို့ယုံကြည်ရပြီးမပိုင်ဆိုင်ကြောင်းမငင်းရှိကြောင်းမတီးပြုတ်မူဝါဒကိုအကျင့်သုံးပါတယ်1960ပြည့်လွန်နှစ်တွေကတည်းကတည်ထွင်ခဲ့တယ်လို့ယူဆရပါတယ်။